ရှင်ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့ဒေါ်လာ35သန်းကျော်နှင့်စက်တန်း300ကျော်တန်ဖိုးရှိနိုင်ငံခြားနေပြည်တွင်းယင်းနှိမ့်နှံ့မှုလုပ်ငန်းအသစ်ပိုးခု MIC ဖွင့်ပြုဆိုတဲ့သတင်းနိုင်ငံတော်ဝန်မေလ20ရက်အထိနေအောင်ပွဲ၍ဝူးကြီးနိုင်ဆိုတဲ့သတင်း ပိုင်ရှင်များကိုကြက်သိန်း9000အထိချင်းဝေထုတ်ပေးမည်ဆိုတဲ့သတင်း။နိုင်ငံတကာအထင်နဲ့ပုံလေးနဲ့ဂါဇာကမ်းမြောင်းကိုအစ္စရေးဆက်လက်ပိတ်ဆို့ထားသဖြင့်စားနပ်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပြတ်လည်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ဒေါ်လာ35တန်းကျော်နှင့်ကျပ်တန်း3000ကျော်တန်ဖိုးရှိနိုင်ငံခြားနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်6ခု MIC ဖွင့်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အလောကရန်ခွင်လန်းပေါင်း900ကျော်ကိုဖန်တီးပေးနိုင်မဲ့အမေရိကန်ဒေါ်လာ35တန်းကျော်နဲ့ကျပ်ငွေတန်ပေါင်း3000ကျော်တန်ဖို့ရှိတဲ့နိုင်ငံခြားနယ်ပြည်တွင်းယင်းဒီမြုပ်နှံမှုလုပ်ငန်းအသစ်ကိုကူကိုမြန်မာနိုင်ငံယင်းဒီမြုပ်နှံမှုကော်မရှင် MIC ကခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထွေရဲ့မတိငွေရှင်တိုးမြင့်တာပါဝင်အလောအကာရခွင့်လန်းပေါင်းအနေနဲ့980ဦးကိုဖန်တီးပေးနိုင်မဲ့နိုင်ငံခြားနယ်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်ကိုကူကိုမေလ16ရက်မှနေပြည်တော်ရှိရုံးအမှန်ငါအစည်းအဝေးခမ်းမမှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့တိုးမြင့်ဆောင်2025ချိန်မြောက်အစည်းအဝေးမှာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါခွင့်ပြုပေးခဲ့တဲ့ယင်းဒီမြုံနံမှုလုပ်ငန်းတွေမှာစက်မှုကဏ္ဍနဲ့ဝန်ဆောင်မှုကဏ္ဍတွေကနိုင်ငံခြားယင်းဒီမြုံနံမှုလုပ်ငန်းအသစ်၃ခုနဲ့စက်မှုကဏ္ဍကမြန်မာနိုင်ငံသားယင်းဒီမြုံနံမှုလုပ်ငန်းအသစ်၆ခုပါဝင်တယ်လို့ဆိုပါတယ်အထည်လုပ်ငန်းတွေရဲ့ယင်းဒီမြုံနှံမှုပမာဏဟာအမေရိကန်ဒေါ်လာ35တရမ008တန်းနဲ့ငွေကျပ်တန်3206တရမ963ညဖြစ်တယ်လို့သိရပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းတွေတရက်စစ်သွဲတန်းထားနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေအရန်တဲ့အစားစားတွေပြင်ဆင်ထုတ်လုပ်တဲ့လုပ်ငန်း CMB စနစ်နဲ့အထည်ချုပ်လုပ်တဲ့လုပ်ငန်းတန်းနဲ့တမဏိအခြေခံပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းနဲ့အခြားလုပ်ငန်းတွေပေါင်းဝင်တယ်လို့သိရပါတယ် မြန်မာနိုင်ငံမှာ2025ခုနှစ်ဧပြီလကုန်အထိရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံသေးတာပေါင်း53ခုမှာစီးပွားရေးခန်းနာ12ခုရှိတယ်လို့သိရပါတယ်။ ရှင်နီမြုံနန်းထားတဲ့နိုင်ငံတွေထဲမှာစင်ကာပူတရုတ်နဲ့ထိုင်းနိုင်ငံတွေက စွန့်ရင်ခန်းနာမှာ စုစုပေါင်းရှင်နီမြုံနန်းမှုရဲ့28သရမ34ရာခိုင်နှုန်းရေနန်းနဲ့တဘာဝတန်ွေခန်းနာမှာစုစုပေါင်းရှင်နီမြုံနန်းမှုရဲ့24သရမ69ရာခိုင်နှုန်းကုံထုံးလုံးမှုခန်းနာမှာစုစုပေါင်းရှင်နီမြုံနန်းမှုရဲ့14သရမ49ရာခိုင်နှုန်းနဲ့အများဆုံးရှင်နီမြုံနန်းထားတယ်လို့လည်းသိရပါတယ်ရှင် ဒုတိယသတင်းပုံလေးနဲ့နိုင်ငံတဝမ်းမေလ20ရက်အထိနေရောင်ကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းဒေသကြီးနယ်ပြည်နယ်ထွေအလုံးမှာလမ်းမဲ့မေလ20ရက်အထိနေရောင်ကွက်ပြီးမိုးကြီးနိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ဖို့အတွက်မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါသည်။ မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့တိုင်းထွားချက်တွေအရကပ်တီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်ပြီးမုတ်တုံလေးဆက်လက်ဝင်ရောက်နိုင်ခါအပူပြန်သက်တဲ့တွေဖြစ်ထုံးမှုအကောင်းထားကြောင့်နေပြည်တော်အပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၄ခုထို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာကနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ် မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးချိုးပစ်ခြင်း၊မိုးသီးကျွေခြင်းနဲ့လျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းတွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသမှာနေထိုင်သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းငယ်အနီးနေထိုင်သူတွေအတွက်ရေကြီးမှုအန္တရာယ်တွေကိုချုပ်တင်သတိပြုနိုင်ဖို့နှိုးဆော်ထားပါတယ်။ ဒါအပြင်မေလ20ရက်အတွင်းပြည်တွင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တန်းခြင်းတွေမှာလည်းသတိပြုကြဖို့အတိပေးနှိုးဆော်ထားပါထဲလို့သိရပါတယ်ရှင်ဆလဘီစီဇာပိုင်ရှင်များကိုချက်သိန်း9000အထိချင်းငွေထုတ်ပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ငွေကြေးအန်ဂျန်ဒီလိုအပ်နေတဲ့စီစပ်ပိုင်ရှင်တွေရဲ့တော့တအူးကိုငွေချက်သိန်း9000အထိထုတ်ချေးပေးသွားမယ်လို့နိုင်ငံပိုင်သတင်းစာတွေကသတင်းအတိပေးထားပါတယ်။ ်စီစံလုပ်ငန်းများဖွံ့ဖြိုးရေးချင်းဝေအနေနဲ့သက်သာရဲတိုးနှုံတဲ့ထုတ်ချေးမှာဖြစ်ပြီးချင်းဝေထုတ်ချေးရမှာလုပ်ငန်းသုံးလှပ်ပတ်ရင်းသီးငွေရတော့အနည်းဆုံး7သိန်း100ခါနေအများဆုံး7သိန်း9000အထိမတည်ရင်းသီးငွေရတော့အနည်းဆုံး7သိန်း200ခါနေ7သိန်း9000အထိထုတ်ချေးသွားမယ်လို့သိရပါတယ် စီစဉ်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းဝေလျှောက်ထားလိုသူ လုပ်ငန်းရှင်တွေအနေနဲ့လက်ရှိလုပ်ငန်းလဲပတ်လုပ်ကိုင်းနေတဲ့စီစဉ်ဖြစ်ရမှာဖြစ်ပြီးလုပ်ငန်းအမည်ပေါင်းလိုင်စင်တက်တန်းရှိရမှာဖြစ်ပါတဲ့ ထားအပြင်ချင်းဝေရသွအာမခံအဖြစ်အမည်ပေါင်းပိုင်းဆိုင်တဲ့မရွှေမပြောင်းနိုင်တဲ့ပစ္စည်းတွေလေယာမြေလုံပိုင်ခွင့်လက်မှတ်ပုံစံခုနှစ်ကိုပေးအပ်ရမှာဖြစ်ပါအထိချင်းဝေလျှောက်ထားရာမှာစက်သိန်း9000အထက်ရယူလို့တဲ့လုပ်ငန်းရှင်တွေကတော့မြမလေယာဖွံ့ဖြိုးရေးဘဏ်ရုံချုပ်ကိုတိုက်ရိုက်လျှောက်ထားရာမှာဖြစ်ပြီးဘဏ်တွေကနေလက်ရှိချင်းဝေယူထားတဲ့စီဆက်တွေကတော့တိကျအာမခံတင်ပြနိုင်မှသာချင်းဝေ ထုတ်ချေးမယ်လို့ဆိုပါအထိ ချင်းဝေပြန်ဆက်ရမယ်ကာလအနေနဲ့လုပ်ငန်းသုံးလက်ပတ်ရင်းနှီးငွေအတွက်ချင်းဝေသက်တမ်းတစ်နှစ်မတီရင်းနှီးငွေအတွက်ချင်းဝေသက်တမ်းသုံးနှစ်သုံးရက်ဆက်ရမှာဖြစ်ပြီးအတိုးနှုံကားထော်တစ်နှစ်ကို900ခိုင်နှုန်းဖြစ်ပါသည် ချင်းဝေလျှောက်ထားရယူခြင်းနဲ့စီဆက်လုပ်ငန်းရှင်တွေအနေနဲ့နေပြည်တော်သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်ထိုးကစီဆက်ပိုင်ရှင်များအသင်းရှုံးမြန်မာနိုင်ငံစီကုံတဲနှင့်စီလုပ်ငန်းရှင်များအသင်းရှုံးစက်မှုကြီးကြပ်ရေးနှင့်စစ်စေးရေးဦးစီးဌာနရုံးခွဲအားလုံးမြမစီးပွားရေးဘဏ်ခွဲအားလုံးနဲ့မြမလေယာဖွံ့ဖြိုးရေးဘဏ်ခွဲအားလုံးမှချင်းဝေအစိုးပြုလျှောက်ထားထုတ်ယူပြီးလျှောက်ထားရမယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းပုံလေးနဲ့ ဂါဇာကမ်းမြောင်းကိုအစ္စရေးဆက်လက်ပိတ်ဆို့ထားသဖြင့်စားနပ်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပြတ်လည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဣသရေလမှာလာပေါင်းများစွာပိတ်ဆို့ထားတာကြောင့်ဂါဇာကမ်းမြောင်မှာလူသားချင်းစာနာမှုအကျအသေးပိုဆိုးလာပြီးဂါဇာမှာမိသားစုဝင်တွေဟာနေစဉ်နဲ့အမျှအစားစားရဖို့ရုန်းကန်ရှာဖွေနေရပါတယ်။ ဟာမတ်စ်တို့နဲ့ဇန်နဝါရီအပြည့်အခန့်ရက်စဲရေးသဘောတူညီချက်ပထမအဆင့်ပြီးဆုံးပြီးနောက်မတ်လ၂ရက်နေ့မှာ အစ္စရေးထိုးကဂါဇာသို့စားစရာနဲ့ထောက်ပံ့ပစ္စည်းများဝင်ရောက်ခြင်းကိုပိတ်ဆို့လိုက်ပြီးမတ်လ၁၈ရက်နေ့မှာပြန်လည်တိုက်ခိုက်ခဲ့ပါသည်။ ခေါဆောင်တွေရတော့တော့စားစရာမရှိ ထောက်ပံ့ပစ္စည်းများမရှိဘဲအသက်ရှင်ဖို့တောင်းခံနေရပါထိန်ချုံ400ဂရမ်တဲ့အိတ်ဆိုရင်တနေ့ကိုတနက်စာပဲရှိပြီးညမအိတ်ခင်လေးမှာပဲစားကြရလို့စစ်ပေးရှောင်းခေါဆောင်တအူးကပြောပါထိန်ကားစားမြောက်ပိုင်းမှာနောက်တအူးကလည်းထောက်ပံ့ပစ္စည်းများမရှိတာကမိသားစုဝင်များထဲသူတွေအတွက်အင်မတန်ခက်ခဲကြက်သေးရထဲလို့ဆိုပါသေး နယ်စပ်ဖြတ်ကျော်မှုတွေဆက်လက်ပိတ်ဆို့ထားတာကြောင့်ခါစာမှာအစားအစာတွေပြတ်တောင်နေပြီလို့ကမ္ဘာစားနယ်ရိတ်ခါ CSN WFP ကထုတ်ပြန်ထားပါတယ်ထောက်ပံ့ရေးတွေပို့ဆောင်စရာနီးလမ်းမရှိဘဲစားလောင်ငတ်မှုတွေပြည်တနာပုံမှုဆိုးရွားလာပါတဲ့ အရင်ကတနေကိုစားစရာပေါင်း9သိန်းခန့်ပြုလုပ်ပေးတဲ့ကျွေးမွေးရေးအစီအစဉ်တွေလဲထောက်ပံ့ပစ္စည်းပြက်လန့်နေတာကြောင့်ပိတ်သိမ်းထားရတယ်လို့ကြေညာထားကြကြောင်းဘာလစတိုင်း NGO ကွန်ရက်မှညွှန်ကြားရေးမှုက ပြောပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအောင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ thank you